။ဒါကြောင့်လူဘဝကိုစိတ်ကုန်နေတာလေ။လူဘဝစိတ်ကုန်နေဆိုတော့ဘယ်ဘဝဆိုရင်စိတ်ကမကုန်မှလည်းပေါ့။တကယ်တော့လေစိတ်ကကုန်တဲ့အရာမဟုတ်ပါဘူး။ဒါပေမဲ့လေလူတွေကတော့စိတ်ကုန်နေစိတ်ကုန်နေလို့ညည်းတတ်ကြတယ်။တကယ်ကတော့စိတ်ကမကုန်ပါဘူး။တကယ်ကုံနာကပျော်ရွှင်မှုတွေကုံဆုံးနေတာနေမှာပါကိုဘဝကိုအဖြစ်ကို ပြင်းနှံ့မှုတွေပျောက်ဆုံးနေတာကိုပဲစိတ်ကုန်တယ်လို့ပြောကြတာထင်ပါတယ်။အရိယာယဟန္တာမဖြစ်သေးသမျှစိတ်ဟာအဲ့ဒါလိုပဲကိုယ့်ဘဝကိုယ့်အဖြစ်ကိုမကျေနပ်တာတွေမပြောရွှင်တာတွေဖြစ်နေအောင်ပါပဲ။အဲ့ဒီလိုကိုယ့်ဘဝကို မကျေနပ်တာတွေမပြောရွှင်တာတွေစိတ်ကုန်တာတွေဘာကြောင့်ဖြစ်တာလဲဆိုရင်အဲ့ဒါလိုဖြစ်ရမယ့်အကြောင်းတွေကလည်း များကြီးအများကြီးရှိနိုင်တယ်။အဲ့ဒီအကြောင်းတရားတွေကို မြင်အောင်ကြည့်ပြီးတော့သိအောင်လုပ်အဲ့ဒီအကြောင်းတရားတွေကိုပယ်နိုင်ဖယ်နိုင်မှဘဝကပျော်ရွှင်လာမှာလူတွေရဲ့စိတ်ဆင်းရဲစရာတွေကိုစိတ်ကုံရတာတွေကို ခွဲခြားကြည့်ရင်အဓိကကတော့ပြီးခဲ့ပြီးသားအတိတ် မရှိတော့တဲ့အတိတ်ကိုကိုကပြန်ပြီးပုံဖော်ခံစားနေတဲ့အတွက် စိတ်ဆင်းရဲနေကြရတာကအများဆုံးပါလူရဲ့စိတ်ဆင်းရဲမှုစိတ်မပျော်ရွှင်မှုအားလုံးရဲ့80ရာခိုင်နှုန်းလောက်ဟာပြီးပြီးသားအတိတ်မရှိတော့တဲ့အတိတ်ကို ရှိနေသေးတယ်လို့ကိုယ့်ဘာသာပုံဖော်ပြီးတော့ပြားခံစားနေလို့လို့ဆိုကြတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာလာပေါင်းများစွာရက်ပေါင်းများစွာကကိုယ့်ကိုအပြောခံခဲ့ရတာဒီအဆိုးခံခဲ့ရတာဒီ အနိုင်ကျင့်ခံခဲ့ရတာဒီအဲ့လိုပြီးပြီးလို့မရှိတော့တဲ့အဖြစ်အပျက်တွေကိုကိုအာယုံမှာပြန်ပြီးတော့ပုံခေါ်တယ်ပုံဖော်ပြီးတော့ပြန်ပြီးတော့ခံစားတယ်အဲ့ဒီမှာ စိတ်ဟာမပျော်ရွှင်တာတွေမချေနပ်တာတွေနာကြီးတာတွေဖြည်းပြီးတော့မပျော်ရွှင်တော့ဘူးပေါ့တကယ်တော့လက်တွေ့ပစ္စုပန်မှာစိတ်မပျော်ရွှင်စရာဘာရှိသလဲပြကြည်စမ်းပါစဉ်းစားကြည်စမ်းပါ နောက်မရောက်သေးတဲ့အနာဂတ်ကိုလည်းတွေးပြီးတော့စိတ်ကမပြောမရှင်ဖြစ်တတ်ကြတယ်။တကယ်တော့လေအနာဂတ်ဆိုတာမရောက်သေးပါဘူး။ဒါထက်တိကျတဲ့စကားလုံးနဲ့ပြောရရင်အနာဂတ်ဆိုတာရှိကိုမရှိသေးတာ။အဲ့ဒီမရှိသေးတဲ့အနာဂတ်ကိုလည်းအတိတ်ကဖြစ်ဖူးခဲ့တာတွေပေါင်းစားပြီးတော့ကိုယ်အာယုံကပုံဖော်တယ်။ဘယ်တော့ကမိုးရီခေါင်းတော့တို့စားစရာမရှိလို့ ဘယ်လိုငတ်ခဲ့ရတာပေါ့ဒီနေမြအဲ့လိုဖြစ်မလားဟဲ့ဘယ်တော့ငါဘယ်လိုတွေဖြစ်ခဲ့တာခုအဲ့လိုများဖြစ်လာမလားစသည်ဖြင့်တကယ်မရှိသေးတဲ့အနာဂတ်ကိုလည်းအာယုံမှပုံဖော်ပြီးတော့စိုးရိမ်တာတွေပူလောင်တာတွေဖြစ်ပေါ်ခံစားနေရင်လဲစိတ်ကပျော်ရွှင်မှာမဟုတ်ပါဘူးအဲ့ဒီမရှိသေးတဲ့အနာဂတ်ကိုပုံဖော်ပြီးတော့စိုးရိမ်ပူဆွေးသောကဖြစ်နေရတာတွေက ူမာဖြစ်တဲ့ဆင်းရဲဒုက္ခတွေရဲ့20ရာခိုင်နှုန်းလောက်ရှိတယ်လို့ဆိုတယ်။လူမာတကယ်ရှိနေတဲ့ဒုက္ခက9ရာခိုင်နှုန်းတောင်မရှိဘူးလို့ဆိုကြတယ်။ဒါကြောင့်မပျော်ရွှင်ရခြင်းရဲ့အကြောင်းတွေဟာပြီးခဲ့ပြီးတဲ့မရှိတော့တဲ့အတိတ်ကိုပြန်ပုံဖော်ပြီးတော့ခံစားနေလို့အဲ့ဒီကိုစိတ်တွေရောက်နေလို့လဲဖြစ်နိုင်တယ်။ဒါမှမဟုတ်ရင်လဲမရောက်သေးတဲ့ မရှိသေးတဲ့အနာဂတ်ကိုလည်းစိတ်ကပုံဖော်ပြီးတော့ခံစားနေလို့စိတ်ကမပြောမရွှင်ဖြစ်နေတာလဲဖြစ်နိုင်ပါတယ်ဒါကြောင့်စိတ်ကုန်းနေတဲ့စိတ်မပြောရွှင်ဘူးဆိုရင်စိတ်ကိုပိစုတ်ပန်တဲ့တယ်လေကိုလုံနေတာကိုပြောနေတာကိုစားနေတာကိုသွားနေတာလေးတွေစီစိတ်ကိုခေါ်လိုက်ပါအဲ့ဒီကိုလုံနေတဲ့အပေါ်မှာပဲစိတ်ကိုထားလိုက်ပါဒါကြောင့်ဗုဒ္ဓက အတီတန်နနွားကမေယာတဲ့ပြီးခဲ့ပြီးတဲ့မရှိတော့တဲ့အတိတ်ဆိုတာကြီးတုန်းကခံစားခဲ့ရတာတွေမမေ့နိုင်စရာတွေဖြစ်ပေါ်တုံ့ပြန်ခဲ့တာတွေစတာတွေအပေါ်မှာအစင်လျှောက်ပြီးတော့ခံစားမနေနဲ့တဲ့နဗတိကင်ခေအနာဂတံမရောက်သေးတဲ့မရှိသေးတဲ့အနာဂတ်ဆိုတာကြီးကိုလည်းအတိတ်ကဖြစ်ပျက်ပုံနေနဲ့ဆက်ဆက်ပုံဖော်ပြီးတော့ခံစားတာတွေမျှော်လင့်တာတွေ တုံ့ပြန်မှုတွေနဲ့စိတ်ကိုရှောက်ပြီးတော့ခံစားမနေပါနဲ့တဲ့ယရတီတံဗဟိနန္တံအတိတ်ဆိုတာမရှိတော့ဘူးပြီးခဲ့ပြီးပြီမပြီးမစီဖြစ်နေတာကကိုယ်စိတ်ကပုံဖော်နေလို့တဲ့အဘဒင်းစအနာဂတံအနာဂတ်ဆိုတာလည်းမရှိသေးဘူးမရောက်သေးဘူးကိုယ်စိတ်ကပဲပုံဖော်နေပြီးတော့မပြောမရွှင်နေဖြစ်နေတာတဲ့ပစ္စုပန်နိစယောဒံမံတတ္ထတတ္ထဝိပတ္တိ ခုလက်ရှိဖြစ်နေတဲ့လုံနေတဲ့အပေါ်မှာပဲစိတ်ကိုရှုမြင်နေပါအဲ့လိုနေမယ်ဆိုရင်အတန်ဟီရာအတန်ကုတ်ပါဒီလိုပစ္စုပန်တဲ့စိတ်ကနေနေမယ်ဆိုရင် ကိုယ်စိတ်ကိုလိုချင်တာရချင်တာဖြစ်ချင်တာစတဲ့လောဘတွေကလည်းစိတ်ကို ခေါ်မသွားနိုင်ဘူးမကြည်နပ်တာမုန်းတာနာကြည့်တာစတဲ့ဒေါသတွေကလည်းကိုယ်စိတ်ကို ခေါ်မသွားနိုင်ဘူးတဲ့ စိတ်တွေမပျော်ဘူးစိတ်တွေဆင်းရဲတယ်ဆိုတာကကိုယ်စိတ်ကိုလိုချင်ရချင် ဖြစ်ချင်စတဲ့လောဘတွေကရင်လဲခေါ်ခေါ်သွားလို့မကြည်နပ်တာမုန်းတာနာကြည့်တာစတဲ့ဒေါသတွေကရင်လဲကိုယ်စိတ်ကိုခေါ်ခေါ်သွားလို့ဖြစ်တာဖြစ်တယ်။ဒါကြောင့်စိတ်ကုံလာပြီဆိုရင် စိတ်ကတကယ်ကုံသွားတာမဟုတ်ဘူး။ကိုယ်အနာမှာစိတ်ကမရှိလို့လောဘတွေနဲ့ပါသွားလို့ဒေါသတွေနဲ့ပါသွားလို့ ကိုယ်စီမှာစိတ်ကရှိမနေလို့စိတ်ကကုန်းနေတယ်လို့ထင်တာစိတ်ကမကုန်းပါဘူးဒါကြောင့်စိတ်ကိုရှိနေတာသိရအောင်ကိုယ်အနားမှာထားပါဒါဆိုရင်စိတ်မကုန်းတာတွေ့ရလိမ့်မယ်လို့ပြောကြရင်လည်းညီကုန်းချုပ်ချင်ပါတယ်အတိတ်ကိုတွေးစိတ်မအေးပူဆွေးအားငယ်ရတဲ့အတိတ်ကိုတွေးပြီးပူဆွေးအားငယ်နေမယ်ဆိုရင်စိတ်ကမအေးနိုင်တော့ဘူး အနာဂတ်လျင် စိတ်ပူပင် စွန့်အင်ပျောက်ပြရတဲ့အနာဂတ်ကိုစိတ်ကရောက်ပြီးတော့ပူပင်နေရင်လဲကိုယ့်ရဲ့စိတ်စွန့်အားတွေပျောက်ပြကုန်နေမယ်ပစ္စုပ္ပန်မှာလက်လွတ်ကနင့်နာဆုံးရှုံးရအဲ့ဒီလူတွေဖြစ်နေရင်လက်တွေ့ကိုယ့်ဘဝရဲ့ပစ္စုပ္ပန်တဲ့တဲ့မှာနင့်နာဆုံးဆုံးရပါလိမ့်မယ်လို့ပြောကြရင်နဲ့ဒီကုန်းချုပ်လိုက်ချင်ပါတယ်အားလုံးအားလုံးစိတ်တွေမကုန်ပါဘူးရှိနေတယ်ဆိုတာသိအောင် ကိုယ်စိတ်ကလေးကိုကိုနာမှာထားနိုင်ကြပါစေ